ားမမင်္ဂလာပါမတွေ့ရတဲ့ကြာပြီเนาะအာအမားတို့ဒီနေ့ပေါ့เนาะဗာနဲ့ပတ်သက်ပြီးတော့ပြောရှင်လေးဆိုလို့ရှိရင်အထည်ထုတ်မဲ့ပေါ့เนาะ ready to wear ထုတ်မဲ့လူတွေတွေပေါ့အခုမှစပြီးရောဝင်နေသူတွေမှာအာတွေ့ရတဲ့တဲ့လူနှစ်မျိုးပေါ့เนาะတွေ့ရတဲ့တဲ့အမျိုးအစားနှစ်မျိုးပေါ့เนาะဗာလေးဆိုတော့ခါကြတော့အဝတ်ထည်လုပ်ငန်းလုပ်တဲ့ခါကြလို့ရှိရင်စပြီးရောလုပ်တဲ့ခါကြလို့ရှိရင် skill ရှိတယ်ပေါ့เนาะဆိုတော့အထည်နဲ့ပတ်သက်ပြီးရော လုတ်တက်တယ်ကျွန်းကျွန်းကျင်ကျင်ထုတ်တက်တယ်အဲလုတ်တက်တယ်ပေါ့နော်ဒါပေမဲ့ဘာလဲဆိုတော့အယောင်မမယောင်တက်ဘူးပေါ့နော်နောက်တစ်မျိုးကျတော့ယောင်တက်တယ်ဒါပေမဲ့ဒီအဝက်ထည်ထုတ်မဲ့ဟာ ਨੇ ပတ်သက်ပြီးတော့ knowledge က0ဖြစ်တယ်ပေါ့နော်အာဘာ knowledge တင်မကောက် scale ကလည်း0ပေါ့နော်မဖြစ်အထည်လည်းမချုပ်တက်ဘူးအာ BY ဆိုလို့ရှိရင်ဒီအထည်တွေနဲ့ပတ်သက်ပြီးတော့ပိတ်စားရလေဘယ်လိုမျိုးစားရလဲဘယ်လိုလဲဆိုတာနားမလည်ဘူးဒါပေမဲ့ brand ကတော့ထုတ်ချင်တယ်ယောင်လည်းယောင်တက်တယ်ပေါ့နော်ကိုကိုလည်းယောင်ရမယ့်ဟာကိုယုံကြည်ရပေါ့အဲ့လိုမျိုးလူနှစ်မျိုးပေါ့နော်တွေ့ရတယ်ဆိုတော့ဘာလဲဆိုလို့ရှိရင်ဒါလုတ်တက်တယ် scale ရှိရဲဒါပေမဲ့မယောင်တက်ဘူးနောက်တစ်ခုကယောင်တက်တယ်အဲ scale ရှိတယ်ဒါပေမဲ့မလုတ်တက်ဘူးအဲ့မလုတ်တက်ဘူးဆိုတာကကိုယ့်ရဲ့ဒီ ဝတ်ထံနဲ့ပတ်သက်တဲ့ skill မရှိဘူးပေါ့နော် CEO technique skill မရှိဘူးပေါ့နော်အဲ့လိုမျိုးလူတွေတွေ့ရတဲ့ဥစားအတွက်ကိုအမားကဒီနေ့နည်းနည်း sharing လုပ်ပေးခြင်းနေပေါ့နော်ဒီလူတွေကဘယ်လိုမျိုးဖြည့်ရှင်းလို့ရလဲဆိုတဲ့ဥစားပေါ့နော်ဆိုတော့ခါကြတော့အမားတို့အခုဒီမှာဘယ်လိုလဲဆိုရင်လုတ်တဲ့ skill ရှိတယ် ဒါပေမဲ့မရောင်းတက်ဘူးဆိုတဲ့လူတွေအတွက်ပေါ့နော်အဓိကဒီအမျိုးသားထဲမှာပါတဲ့လူတွေကကြတော့ fashion design ပိုင်းမှာပဲဖြစ်ဖြစ်ချုပ်လုပ်တဲ့အပိုင်းမှာပဲဖြစ်ဖြစ်အရင်တွင်းမြင့်တဲ့ထုတ်ကုန်တွေကိုထုတ်ထုတ်နိုင်တယ်ပေါ့နော်ဖန်တီးနိုင်တယ်စွမ်းရည်အပြည့်ရှိရယ်သူတို့ကကြတော့ကွာအထည်အမျိုးသားကိုလည်းတည်ရယ်ပြီးသွားဆိုလို့ရှိရင်အထည်အမျိုးသားကိုအမတို့ design ဆိုလို့ရှိရင်လည်းအခုခေတ် trend ဖြစ်နေတဲ့ဥစ္စာတွေကိုလည်းသူတိတိမိမိချုပ်တတ်တယ်ပြီးသွားဆိုလို့ရှိရင်ဒါမှမဟုတ် basic wear လာမလား ready to wear လဲမှာမှမြန်မာမြန်မာဝတ်စုံလာမလားရိုးရဝတ်စုံလာမလားဒါမှမဟုတ်ဆို pant တို့ဘာလို့လာမလဲသူတို့အကုန်အစုံလုတ်တက်တယ်ပေါ့နော်အဲ့ line ကိုလုတ်တက်တယ်ဒါပေမဲ့ရောင်းဖို့အတွက်ပြဿနာပါလဲဆိုသူတို့ဖန်တီးထားတဲ့အဝတ်ထည်ဖန်တီးထားတဲ့လက်ရည်ပေါ့နော် အဲ့ဒါတွေကိုဘယ်လိုရောင်းချရမလဲဆိုတဲ့ဥစ္စာကိုမသိဘူးဖြစ်နေတာပေါ့နော်အဲ့ဒီလူတွေမှာကြတော့အားတာချက်အားနေချက်ရှိရကွာအရင်သိမြင့်ထုတ်ကုန်ပေါ့နော်သူတို့မှလည်းမတက်အရင်သိမြင့်ထုတ်ကုန်ရှိတယ်နောက်တစ်ခုက brand image image ခိုင်ပါတယ်ပေါ့နော်အာဗဇက်ပြောနေအဲ့အဲ့လူတွေက brand image ခိုင်ပါတယ်ဆိုတာကကိုထုတ်ကုန်အရင်တွေးကြောင့်မို့လို့လူတွေကတည်ရအာထုတ်ကုန်အရင်တွေးကကောင်းနေပေါ့နော်ဒီဟာတွေဆိုမစိုးဘူးဆိုပြီးတော့ခါကြတော့တော်တော်များအဲ့လိုပြင်ရနေတယ်သူက word of mouth လို့ခေါ်တယ်ဗဇက်ပြောကြော်ညာပေါ့နော်အာဒီလူဆိုရင်အရင်တွေးကောင်းနေဒီဟာနေထုတ်တဲ့စာလေးမစိုးမစိုးအဲ့လိုမျိုးကနေတဲ့ထွက်သွားတယ် word of mouth ကနေလာတဲ့ကစတမာတွေလည်းရှိနိုင်နေပေါ့အာဒါပေမဲ့ဘာဖြစ်လဲဆိုတော့ခါကြအားနေချက်ကဝင်ငွေရဖို့အတွက်ခက်ခဲတယ်ပေါ့နော် ကုပစ္စည်းကိုထုတ်ကုန်ကိုလူတိအောင်လို့မရောင်းနိုင်ဘူးမရောင်းတတ်တဲ့အတွက်ကြောင့်မို့လို့ဝင်ဝင်မရနိုင်ဘူးဝင်ဝင်မရတဲ့ခါကျတော့အမတို့ကအလုပ်ကိုရှေ့ဆက်လုပ်ဖို့အတွက်ကိုအခက်အခဲရှိရယ်ပေါ့နော်အဲ့ပြဿနာလေးတွေရှိရယ်နောက်တစ်ခုကဈေးကွက်ချဲ့ထွင်ရမှာဘယ်လိုချဲ့ထွင်ရမှာမသိဘူး ကိုမမရောင်းတက်တာချက်ထွေးအမကိုဘယ်လိုလုပ်မလဲဆိုတာမသိဘူးပေါ့နော်အဲ့ရအခက်ခဲရလေတော်တော်လေးစွန့်ပို့ဆိုတာမရောင်းတက်ဘူးဆိုမှတော့အမတို့အဲရောင်းလည်းမရောင်းတက်ဘူးဒါပေမဲ့စိတ်ကူးထဲမှာတော့ idea ထဲမှာတော့အော်ငါဒါလေးကိုဈေးခွက်ထဲမှာပေါ့နော်တချို့လူတွေမထုတ်သေးဘူးဒါမှမဟုတ်ဆိုလို့ရှိရင်ဒီ idea လေးကအခုခက် trend ဒီ trend အနေခက်စားလာတဲ့ trend နေအရာပေါ့နော်ဒီ idea လေးကလုံးလိုက်ရင်ကောင်းသွားမှာပဲဒါမှမဟုတ်ဒီလိုလေးထွင်ပြီးတော့လုပ်ချင်နေဆိုတာမျိုးပေါ့နော်ကိုကတီးထွင်နိုင်စံတော့ရှိတယ်ဒါပေမဲ့ ဈေးကွက်တွေကိုဘယ်လိုဖြန့်ရမလဲဆိုတာမသိဘူးပေါ့နော်အဲ့ပြဿနာအဲ့ပြဿနာတွေဖြစ်လာတဲ့အခါကျလို့ရှိရင်အမတို့ကအိုင်ဒီယာကလေကိုယ့်ရဲ့အိုင်ဒီယာကိုသူများစားသွားတဲ့ဟာမျိုးလေကြုံရနိုင်တယ်အမမပြင်ကွာတော့စဉ်းစားနေတော့ဒါပေမဲ့မရောင်းတတ်တယ်မရောင်းတတ်ဘူးပြီးတော့ခါကျဈေးကွက်မှာမထုတ်တတ်ဘူးဖြစ်တဲ့အတွက်ကြောင့်မလို့တခြားလူကအရင်ဦးဝါတာပေါ့နော်ဒီလိုမျိုးဟိုဘာလို့လဲဆိုတော့ခါကျတော့အိုင်ဒီယာတူနိုင်တာလေရှိတယ်ပြီးွားရဆိုလို့ရှိရင်အမတို့ဈေးကွက်ထဲမှာလေဒီလိုကဒီလိုပဲဒီလိုလေးတွေဆိုနည်းနည်းအိုင်ဒီယာလေးတွေကိုပေါ့နော်အာဒါကဒီကြက်ကဒီလိုလုပ်နေတယ်ဆိုငါလေးဒီလိုလုပ်လို့မယ်ဆိုရောင်းတတ်တယ်လူကအရင်ရောင်းသွားတယ်ပေါ့နော်ဥဆောင်ပြီးတော့ပေါ့အဲ့လိုမျိုးလေးလိုဝါတဲ့ခါကျရင်ကိုကနောက်ကျကြံနေရပေါ့နော်ဆိုဒါဆိုလို့ရှိရင်အမတို့က ဒီပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲပေါ့ကိုကအာရောင်းတဲ့ဟိုပစ္စည်းကိုတခြားလေးလုံးတက်တယ်ထုတ်တက်တယ်လုံးနေရတဲ့နဲ့မရောင်းတက်တဲ့အတွက်ကြောင့်မို့လို့အမတို့ဟိုဝင်ဝင်မရဘူးကိုလုံးနေလောက်ကဝင်ဝင်မရဘူးနောက်တစ်ချက်ကအာဘယ်လိုလဲဆိုလို့ရှိရင်ဈေးကွက်မရောက်ဘူးပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတဲ့အခါကျလို့ရှိရင်အမတို့တွေဘာကိုတော့အတုံးချမလဲဆိုလို့ရှိရင် sales နဲ့ marketing နဲ့ကိုလေ့လာရမယ် sales ဆိုတာကအရောင်းရောင်းတာဘယ်လိုရောင်းတလဲဘယ်လိုရောင်းလို့ရတယ်လဲကိုယ်တိုင်ထွက်မရောင်းချင်ဘူးဆိုလို့ရှိရင်သူများကိုဘယ်လိုရောင်းခိုင်းလို့ရတယ်လဲပြီးွားဆိုလို့ရှိရင်သူများကိုရောင်းခိုင်းနိုင်ဖို့အင်အားမရှိဘူးဆိုလို့ရှိရင် ကိုကိုနီကိုဟန်နဲ့ဘယ်လိုမျိုးရောင်းကြမလဲဆိုတဲ့ဥစ္စာကိုလေ့လာရမယ်။ဒါတွေက အပြော်အနေနဲ့လေ့လာရမှာမဟုတ်ဘူးလုံးဝ professional အနေနဲ့ကိုအထက်တဲ့အထိဝင်ပြီးတော့စပြီးတော့လေ့လာမှာပါသူများဘယ်လိုချောင်းလဲအဲကိုယ်တိုင်ထွက်မကြမှုဆိုရင်သူများဘယ်လိုမျိုးဟိုတခြားလူအငှားနဲ့ဘယ်လိုချောင်းလဲဒါမှမဟုတ်မငှားနိုင်မှုဆိုရင်ဘယ်လိုမျိုးချိတ်ဆက်ပြီးချောင်းလဲဆိုတဲ့ဥစ္စာကိုအမားတို့ထည့်ပြီးတော့တွေ့ကြမှာအဲ့မှာဒီအခုဖြစ်မှာဆိုလို့ရှိရင် social media marketing နေပေါ်လာတာအရင်တပန်းတာလဲပေါ့နော်ဘာလို့လဲဆိုတော့အမားတို့ကပါဇက်နဲ့ပြောပြောဒါလေးကိုအကြောက်ပေါင်းပါအောင်မပြောချင်ဘူးဒါပေမဲ့စာလေးနဲ့တော့ရိုက်လို့ရတယ်ပေါ့နော်အဲဒါလေးက order မှာလို့ရပါတယ်ပြီးသွားဆိုလို့ရှိရင်ဘယ်မှာဘယ်လောက်ရှိပါလဲဈေးနှုန်းလေးကဘယ်လောက်ပါဆိုတာမျိုးကိုအမားတို့ကတစ်ခါလေး post တင်တာမျိုးပေါ့နော်ဒါကြီးကို Facebook တို့ TikTok တို့ဒီမှာကြီးဟိုတစ်ခါလေးတင်ပြီးတော့ခါကျ Instagram Instagram တို့မှာအဲ့လိုမျိုးတွေတင်ပြီးရောင်းနှံမျိုးမှာတို့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါကအားတာချက်တစ်ခုအနေနဲ့ဖြစ်လာတဲ့အချိန်မှာအမတို့ဒီဟာတွေကိုလေ့လာရမယ်ပြီးွားဆိုလို့ရှိရင် digital marketing နေဘယ်လိုလုပ်ပြီးတော့အတုံးချပြီးတော့လုပ်တယ်လေဒါပြီးွားဆိုလို့ရှိရင် content တွေဘယ်လိုရေးလဲသူများစိတ်ဝင်စားအောင်တက်ပုံဘယ်လိုလေးရိုက်မလဲပြီးွားဆိုလို့ရှိရင်ဒီမှာရှိ influencer တွေနဲ့တွဲပြီးတော့ဘယ်လိုလုပ်မလဲကိုမရောက်ချင်ဘူးဒါပေမဲ့ influencer တွေကိုလက်ဆောင်ပေးပြီးတော့ပို့ပြီးတော့ပြောလို့ရနိုင်လားလုပ်လို့ရနိုင်လားဆိုတဲ့အစားတွေအမတို့အဲ့ဒါတွေကိုလိုက်ပြီးတော့လေ့လာမှာပဲဒီမှာရောင်းတဲ့ skill နဲ့ကကိုရှိနေတဲ့ skill နဲ့ကိုတွဲပြီးတော့အလုပ်လုပ်လို့ရမယ်ဝင်ငွေဝင်အောင်လုပ်လို့ရမယ်ပေါ့နော် ready to wear ကိုထုတ်တဲ့ခါကျလို့ရှိရင်ဒါတွေက ready to wear ထုတ်တဲ့ခါကျရင်ဒါတွေကအရေးပါတဲ့အခန်းကဏ္ဍအနေဖြစ်လာပါတော့ဆိုတော့အမတို့ကအဲထုတ်ချင်နေပေါ့နော်တချို့ဆိုလို့ရှိရင်အာဗာလေးဆိုတော့အေးအက်ခေကိုလည်းမခံချင်တော့ဘူးတနိုင်တပိုင် ready to wear ထုတ်ချင်နေဒါပေမဲ့လုံးဝပေါ့နော်ခုနလိုမျိုးဟို CS ဘိုင်းနားမလည်ဘူးနောက်တစ်ခု marketing ဘိုင်းနားမလည်ဘူးပေါ့နော်ဒီ CS နဲ့ marketing ဆိုတာလေလူတိုင်းပြောနေအခုခေတ်မှာအမတို့ကဒါ link ကိုလေ့လာရမယ့်ဥစားဖြစ်နေပြီပေါ့နော်အာဘာလို့လဲဆိုတော့အမတို့ကဝင်ဝင်ဝင်ချင်တာပတ်စံဝင်ချင်တာအလုပ်လုပ်ချင်တာပြီးဝဲဆိုဒီအလုပ်ကနေတဲ့ဒီဟိုဒီရနေတဲ့ဒီ scale တွေကိုပေါ့နော်အမတို့က တင်လဲတင်ယူထားတယ်ပြီးဝိုက်ဆိုလို့ရှိရင်ဝါဒနာလဲပါတယ်ပေါ့နော်ဒါပေမဲ့အမားတို့ရဲ့ career ကို change ချင်တာပေါ့နော်ဒီ level ထဲမှာပဲ change လုပ်ချင်တယ်အဲ့လိုမျိုး change နေဆိုလို့ရှိရင်ခုနပြောသလိုပဲအမားတို့ကအိမ်မှာအထက်ချုပ်တဲ့ခါကြလို့ရှိရင်စီးစင် marketing တွေလုပ်ရမလို့ဘာလို့လဲဆိုတော့အထက်အလက်ခံတဲ့အချိန်မှာအာဒီလိုပဲနာမည်နဲ့ပြောပြောပြောပြီးလာတယ်လာတဲ့ဟာဆိုအဲ့ဒါကအိမ်မှာချုပ်တဲ့အချုပ်ဆိုင်ပုံစံမျိုးဖြစ်သွားတယ်ဒါပေမဲ့အမားတို့တကယ်တမ်းပေါ့နော်လုံးဝနာမည်ရတဲ့ designer ဖြစ်ဖို့အတွက်ဆိုလို့ရှိရင် sales strategy တွေပြီးဝိုက်ဆိုလို့ရှိရင် customer ကိုဘယ်လိုမျိုးဈေးကွက်ကိုဘယ်လိုဖောက်မလဲပြီးဝိုက်ဆိုရင်ဈေးကွက်မှာကိုယ့်ရဲ့ brand ကို image ကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့ဥစ္စာတွေက ရောက်လာပြီးတော့အော်တူတို့ဒီ brand တည်ဆောက်ရတယ်ဘာဖြစ်လို့လဲဆိုတော့အော်တူရှုပ်ထားတဲ့ဥစ္စာကသူကအများနဲ့မတူဘူးတခြားလူတွေနဲ့မတူအရန်လာတယ်တရက်တည်းလှပတယ်ပြီးတော့တိကျတယ်အဲဒီလိုမျိုးပေါ့နော်ပြီးတော့ဆိုလို့ရှိရင်ဖန်တီးနိုင်စွမ်းရှိရဲဆိုတာမျိုးမမတို့ရဲ့ဟို brand image ကိုတိဆောက်ထားရတယ်ကွာအဲ့လိုတိဆောက်ထားတဲ့ဟာတွေကရှိပြီးသားလည်းဖြစ်ချင်းဖြစ်မယ်မရှိသေးတာလည်းဖြစ်ချင်းပဲမရှိမရှိသေးတာလည်းဖြစ်ချင်းပဲတကယ်လို့မရှိသေးဘူးဆိုလို့ရှိရင်အဲ့ brand image ကိုလည်းတိဆောက်ပါလုပ်နေနေပေါ့နော်ပြီးွားဆိုလို့ရှိရင်ခုနကလိုမျိုးအထည်ထုတ်တော့မယ်ပေါ့နော်အထည်ထုတ်တော့မယ်ဆိုလို့ရှိရင်လည်းအမတို့ကကိုယ့်ရဲ့အထည်မှာထုတ်ရုပ်ထုတ်တာဘယ်လိုပုံစံသွားရတယ် favorite stage ကဘယ်လိုသွားရတယ်ဒါတွေကိုအမတို့အသေးစိတ်ဖော်ပြဖို့လည်းလိုတယ်ပုံကိုလည်းကောင်းကောင်းမွန်မွန်ရိုက်ပြဖို့လိုတယ်အလင်းကောင်းကောင်းလေးနဲ့ပြီးွားဆိုလို့ရှိရင်ဒါကိုက professional နဲ့ငားနိုင်လားမငားနိုင်ဘူးဆိုလို့ရှိရင်ကိုဒါတွေကိုလေ့လာဖို့အတွက်လိုတယ်အလင်းရောင်ကောင်းကောင်းရဖို့လိုတယ်သူများဘယ်လိုတက်ပုံရိုက်လဲဘယ်လိုလှအောင်ရိုက်လဲတစ်ခေါက်ထဲနဲ့လုံးဝအဆင်မပြေပါဘူးထက်ခါထက်ခါထက်ခါရိုက်မှာပဲအမတို့က ပုံကထွက်လာတာအမတို့အထည်ထုတ်တာကိုပဲစကြည့်ပထမဆုံးစပြီးတင်းတဲ့ချိန်မှာ basic အင်ဂျီဆိုပြီးတော့အမတို့ထုတ်ကြတယ်ရင်စေးရင်ပုံနောက်စစ်ပုံတော့အဲ့လိုမျိုးထုတ်တဲ့ချိန်မှာလည်းနောက်စစ်စစ်ထုတ်တဲ့ချိန်စစ်နဲ့စပြီးထုတ်ရပြီဆိုလို့ရှိရင်အမတို့စစ်နဲ့ထုတ်ရမှာကိုကြောက်ကြည့်ကြေဒီကွင်းလောက်ရမယ်ဆိုလို့ကြေဒီကွင်းလောက်ရမယ်အချိန်ကိုကြောက်တယ်ကော်လန်တက်မယ်ဆိုလို့ကော်လန်တက်မယ်ချိန်နဲ့ကြောက်တယ်ပုံတော့ဒါပေမဲ့ခဏခဏခဏထက်ခါထက်ခါလုံရင်အဖြစ်လုံရင်လုံရင်နဲ့ရသွားတယ်ရသွားတဲ့ချိန်မှာအမတို့ဒါကျွမ်းကျင်စင်ဖြစ်သွားတဲ့ခါကျရင် လုံးဝဒီလိုမျိုးလုပ်ရမယ့်ဟာကိုကြောက်တော့အလားတန်တူပဲဈေးရောက်တဲ့ဥစ္စာလည်းရောင်းကြည့်ပါ content စာတွေကိုလည်းရေးကြည့်ပါ post တွေတင်ကြည့်ပါ BY ဆိုလို့ရှိရင်လူရှိထွက်ရမှာလည်းမကြောက်ပါနဲ့ BY ဆိုလို့ရှိရင်ဒီအထည်တွေကိုဝက်ပြဖို့လို့ရင်လိုအပ်ရင်ဝက်ပြပါအယုံမှလည်းဝက်ပြနိုင်တယ်ဆိုလည်းဝက်ပြတပုံရိုက်တာကိုလည်းတင်တင်ယူရမယ်တိချာလေးပေါ့နော် BY ဆိုလို့ရှိရင်ကိုကြီးဒီဟာမှာ customer ကိုဘယ်လိုဆက်သွယ်ပြောဆိုမလဲဆိုတာတွေပါလေ့လာရမှာအဲ့ဒါတွေပါအဆုံးထိပေါ့နော်ဒီလိုမျိုးလေးလေ့လာသွားတဲ့အခါကျမှ ဲ့လိုလေးလာမှာပဲမားတို့ရဲ့ပစ္စည်းတွေကရောင်းထွက်မှာပေါ့နော်အဲ့လိုပဲမဟုတ်ဘူးဆိုလို့ရှိရင်ကိုကဒါတွေမလုံနိုင်ဘူးဆိုလို့ရှိရင်ဆေးရောင်းမဲ့ပတ္တနာတယောက်ရှာပေါ့နော်ကိုအလုံးကအလုံးကိုနဲ့တွဲပြီးလုပ်တဲ့လူမှာအာဒီလူကဒီကိုကတော့အထည်ထုတ်နိုင်တယ်အဲရောင်းနိုင်တဲ့စကေးမရှိဘူးဆိုလို့ရှိရင်ရောင်းနိုင်တဲ့စကေးရှိတဲ့လူ ਨੇ ရောင်းမှာသူ့ကိုကိုရဲ့ဒီမှာလုတ်ထားတဲ့နီးပညာပေါ့နော်ကိုဘယ်လိုပုံစံနဲ့ထုတ်ထုတ်ထုတ်ထားတယ်ပြီးွားဆိုရင်ဒီအသားဘယ်လိုဆိုတာမျိုးတွေ data information တွေပေါ့နော်သူတို့ပေးပြီးရခါကြတော့အမတို့ရောင်းခိုင်းတာမျိုးပေါ့နော်ဒါဒီက influencer နဲ့ရောင်းတာမျိုးမဟုတ်ဘဲနဲ့ရောင်းငားတာမျိုးမဟုတ်ဘဲနဲ့ကိုနဲ့တွဲလုပ်နိုင်တဲ့လူပေါ့နော်အဲ့ဘလောက်ပါဆင်ပေးမယ်အမတို့ပြော င်တာဆေးရှောင်းနေဆိုတာဘလောက်ပါဆင်ပြီးမယ်အထည်ရောင်းရတဲ့ခါကျရင်ဘလောက်ပြီးမယ်ဆိုတာမျိုးပေါ့နော်အမတို့အဲ့လိုပုံစံမျိုးနဲ့တွားလို့ရပါတယ်ဒါကတော့တခြားလူနဲ့ခွဲဝေပြီးလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အခွဲဝေပြီးလောက်ရဖြစ်တဲ့အကြောင်းမို့လို့ဟိုပြောရမယ်ဆိုရင်တယောက်တယောက်နားလည်မှုကတော့ပို့ပြီးတော့ရှိရမယ်ပေါ့နော်အတွဲပြီးတော့လုတ်တဲ့အလုပ်တွေဆိုတာကနားလည်မှုရှိရတယ်ပေါ့ဆိုတော့ကိုယ့်ရဲ့အားအနေချက်ကသူများရဲ့အားတချက်ဖြစ်နေတယ်အဲ့လိုမျိုးဖြစ်နေသူတို့မှမရှိတဲ့ဥစ္စာကိုယ့်မှာရှိရယ်ကိုယ့်မှာမရှိတဲ့ဥစ္စာသူတို့မှာရှိရယ်ပေါ့နော် ice skate တွေကရှိနေတဲ့ခါကျအမားတို့ကဖလဲပြီးတော့လုတ်တာပေါ့နော်တချို့လူတွေကကြာလုံးဝ introvert ပုံစံမျိုးပေါ့နော်အဲဈေးလည်းလုံးဝမရောင်းချင်ဘူးအဲ content ကြီးတာတော့အဆင်ပြေပါတယ်ဒါပေမဲ့ customer လာတဲ့ခါကျရင် customer ကိုမပြောချင်ဘူးစိတ်မရှိဘူးပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဆိုလို့ရှိရင်တော့အမားအနေနဲ့အကြံပေးချင်တာကရောင်းပေးမဲ့လူရှာပါရောင်းပေးတဲ့လူကို percent တစ်ခုအနေနဲ့ပေးပြီးတော့ခွဲထွက်ပြီးရှာတာကအမားတို့က win win situation တော့ပေါ့နော်သူ့ဘက်ကလည်းပတ်စံရရတယ်ကိုယ့်ဘက်ကလည်းပတ်စံရရတယ်ပေါ့နော်ပတ်စံရရတယ် win 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 နေပေါ့အဲ့လိုပုံစံမျိုးနဲ့အမားတို့သွားလို့ရပါတယ်အဲနောက်တစ်ခါကျတော့အမားတို့အနေနဲ့ပြောချင်တာဒီ online platform တွေကိုပေါ့နော်များများသုံးပေါ့နော် online platform တွေကိုများများသုံးစေချင်တယ်အ online platform များများသုံးတဲ့အခါကျမှ online platform ဆိုတော့ခုနကတော့ Facebook social media တွေ Telegram TikTok ပေါ့နော်အဲ့လိုမျိုးအစုံပေါ့နော်အမားတို့က post တင်မယ်တင်မယ်ပဲကိုလုံးနိုင်တဲ့အပိုင်းကိုတော့ပတ်မနေနိုင်လေးလုပ်ကြည့်စေချင်တယ် အဲ website ဒီမှာပေါ့နော်ရောင်းတဲ့ post တွေတင်ကြည့်တာမျိုးပေါ့နော်ကိုလုံးနိုင်တဲ့အပိုင်းကိုဗမာနေနေလုပ်တဲ့အခါကျမှကိုဒီကိုလုပ်ငန်းကချဲ့လို့လည်းရမယ်နောက်ထပ်လည်းထပ်ပြီးတော့ခါကျတော့ကိုထုတ်ချင်တဲ့ပုံစံနေနဲ့သွားလို့ရမယ်ပေါ့နော်အဲ့အခါကျမှပဲအမားတို့ကအရင်ဥဆုံးပါလဲဆိုလို့ရှိရင်ကိုမလုပ်ချင်တဲ့အလုပ်တွေကိုအများကြီးလုပ်ထားမှလိလာထားတော့မှနောက်ပိုင်းကိုလုပ်ချင်တဲ့အလုပ်တွေကိုလုပ်လို့ရတာပါဆိုတဲ့အခါကျလို့ရှိရင်အခုနောက်တော့ပေါ့နော်အမ brand image တည်ဆောက်ဖို့အတွက်ပေါ့နော်အဲ့အဲ့ဟာလေးတွေဆိုလို့ရှိရင်လည်းအဲနောက်တစ်ခုဒီ video file အနေနဲ့တော့ပြန်ပြောပေးမယ်ပေါ့နော်ပြန်ပြောပေးမယ်အခုဒီထဲမှာတော့ကိုလုံးနိုင်တဲ့လောက်ပေါ့နော်ဒီ website တွေကိုရဲ့ website ထုတ်ကုန်တွေကိုခဏခဏတက်ပုံရိုက်ပြမယ် post တင်မယ်အဲပြီးသွားပြီဆိုလို့ရှိရင် င်မတို့ဟိုဝင်နိုင်နေဆိုလို့ရှိရင်လူဝင်နိုင်ရင်လူဝင်ပြမယ်လူမဝင်နိုင်ဆိုအယုတ်တွေဝင်ပြတာအယုတ်နဲ့မရှိဘူးဆိုလို့ရှိရင်မတို့ဒါလေးကိုဖြန့်ပြီးရောရိုက်ပြတာပေါ့နော် behind the scene လေးတွေရိုက်ပြတာအဲ့လိုပုံစံမျိုးနဲ့လဲ brand image ကိုတည်ဆောက်လို့ရပါတယ်နော်ဒီ brand image ကိုတည်ဆောက်ဖို့အပြင်တည်ဆောက်တာလည်းမရှိသေးဘူးဆိုလည်းတည်ဆောက်အောင်ပေါ့နော်တည်ဆောက်ဖို့အပြင်မတို့ဟိုဘာလုပ်ဖို့လို့လဲဆိုလို့ရှိရင်အဲ networking တွေတွားတာမျိုးပေါ့နော်အာတော်တော်များများဒီ designer တွေကကြတော့ဗာလဲဆိုလို့ရှိရင်ပွဲတွေကိုရှောင်လေးရှိရေများတော့ဖြစ်သူများပွဲတက်ဖို့အတွက်ပဲလုပ်ပေးထားတာပေါ့နော်ကိုယ်တိုင်တက်ဖို့အတွက်ကိုတော့ ဲ့လိုမျိုးလည်းမတက်ဖြစ်တယ်လို့ပေါ့နော်အာဆမီနာပွဲတွေဘာမျိုးဆိုတာလဲ join နေဆိုတာလည်းမျိုးလည်းတိတ်ပြီးတော့မတွေ့တယ်လို့ဒီတခြားအပြင်လောကရဲ့ဒီဘဟုတုတပေါ့နော်ဗျာအမားတို့ခုနပြောနေရဲ့စီးစင် marketing view ဆိုရင်တပုံရိုက်တဲ့ဥစ္စာတွေနဲ့ပတ်သက်ပြီးတော့ဆိုလို့ရှိရင်ဒီ production ဘိုင်းတွေမှာတမန်တခြားလူတွေလည်းချိတ်ဆက်လို့ရတဲ့ဥစ္စာတွေပေါ့နော်မားတို့မှာအများကြီးခွင့်လန်းနေရှိတယ်ဆိုတဲ့ဥစ္စာကိုတော်တော်များများဒီအဲဒီဇိုင်နာလောကဝင်လိုက်တဲ့လူတွေကတိတ်ပြောမသိကြဘူးမသိကြဘူးဆိုရတယ်အ ਨੇ ချင်းပဲသိတယ်ပေါ့နော်ဆိုတော့နောက်ပိုင်းခုအခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ local brand လေးတွေပေါ့နော်စပြီးတော့လှုပ်လာကြတယ်တတိထားမိတလောက်တော့လीအ အထည်ချုပ်တက်တဲ့သူကလေအထည်ချုပ်ယုံထောင်တာပဲတွေးမိရယ်ပေါ့နော်မချုပ်တက်တဲ့သူတွေမလုပ်တက်တဲ့သူတွေရောင်းတက်တဲ့သူပဲပေါ့နော်အဲ့လိုမျိုးလူတွေတော်တော်များများပဲဒီ ရေဒီယိုထုတ်ကြတာပေါ့နော်ထုတ်တယ်တခြားလူတွေလည်းအဲ့လိုမျိုးဟိုပေါ့နော်ဘာလို့လဲဆိုတော့အခါကျအမတို့ကအရန်နီးကက်လုံးနေတဲ့အတွက်ကြောင့်ဒီဈေးကွက်ကိုအမတို့မမြင်ဘူးပြီးဝိုက်ဆိုလို့ရှိရင်ဈေးကွက်ကိုဘယ်လိုချိန်ထွေရမလဲဆိုတဲ့ skill တွေကိုအမတို့မတင်ယူထားဘူးမလေ့လာထားဘူးဟိုမကြည့်ထားဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့လို့ဒီအင်ကြီးချုပ်တက်တယ်လုံးတက်တယ်ပေါ့နော်ဒီအထက်လေးတွေလုံးနေတဲ့လူတွေကတော်တော်များများရေဒီယိုထုတ်တာရှားတယ်ထုတ်နိုင်တဲ့ဥစ္စာလည်းရှားတယ်ပြီးဝိုက်ဆိုလို့ရှိရင်တာဝန်ယူမှုကိုတာဝန်ယူရမှာပေါ့နော်ဒီဟာတွေကအထက်ချုပ်တက်လူကကြတော့အမတို့အတွေးထဲမှာဖာဖြစ်သွားလဲဆိုလို့ရှိရင် အထည်ထုတ်လိုက်တယ်ဆိုလို့ရှိရင်မမတို့ကတခြားအရင်းနှီးမလိုပဲနဲ့မမတို့ရဲ့လှုပ်အားကိုရောင်းလိုက်ရတယ်အဲ့ကနေပြန်ပြင်ရတယ်ပေါ့နော်အဲ့အတွေးရှိရအဲ့ဆိုရှုံးနိုင်ခြင်းအားနေတယ်ပေါ့နော်ဆိုတော့တခြားတစ်ဖက်မှာမမတို့မတွေးတဲ့ဥစ္စာက ရှုံးနိုင်ချိန်များတယ်လို့ဝင်ငွေကလည်းနည်းတယ်နောက်တစ်ခုကကြတော့အမျက်လည်းမရနိုင်စီးပွားရေးလောက်တာမဟုတ်ဘူးပေါ့နော်ဒါကြီးမားတို့ကကိုယ့်ရဲ့ skill နဲ့အချိန်ကိုရောင်းတာပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဖြစ်သွားပြီဒါဆိုလို့ရှိရင်မားတို့ကအာဆက်ပြီးတော့သွားတင်တာကပေါ့နော်မားတို့ဒီကိုယ့်ရဲ့ skill နဲ့စီးပွားရေးတစ်ခုလုံးလို့ကြလားနောက်ပိုင်း direct to web brand ထောင်တဲ့ခါကြလို့ရှိရင်ဒါတွေကစီးပွားရေးတစ်ခုအနေနဲ့စလို့ရတဲ့ဥစ္စာလားပြီးွားဆိုလို့ရှိရင်လုပ်ငန်းတစ်ခုအနေနဲ့ကောင်းကောင်းလေပတ်သွားတဲ့ခါကြရင်မားတို့ကဟိုကိုမကြိုက်တဲ့ဥစ္စာတွေကြိုက်တဲ့ဥစ္စာတွေနဲ့အဲ့လိုမျိုးရိုးပြီးလုံးလို့ကြလားဆိုတဲ့ဥစ္စာတွေပေါ့နော်အများကြီးဒီ အခွင့်အရေးတွေအများကြီးရှိတယ်ကွာအဲ့ဟာကိုမမြင်တာပေါ့နော်ဆိုတော့ခါကြတော့ဒီဟိ fashion designer တော်တော်များများ skill ရှိတဲ့ဥစ္စာပေါ့နော် skill ရှိတဲ့ဒီ fashion designer တွေတော်တော်များများက ready to wear လေးထုတ်ရမှာကိုနည်းနည်းပဲထုတ်ရမယ့်ဥစ္စာကိုစရမှာကိုတော်တော်လေးကြောက်နေကြတာကိုလေတတိထားမိတယ်စရမှာမဝင့်မရေဖြစ်တာပေါ့နော်အဲ့လိုမျိုးလေးဖြစ်လဲဆိုအမတော့လုံးကြည့်စီခြင်းနဲ့စမ်းကြည့်စီခြင်းနဲ့ခုနလိုမျိုးပေါ့နော် designer တွေအပြည့်ပြည့်ကိုထွက်ဖို့လိုတယ်အဲစီးပွားရေးသမားတွေနဲ့စကားပြောကြည့်ပါပြီးသွားပြီဆိုလို့ရှိရင်အမတို့ကအဆက်အသွယ်မချိနိုင်ဘူးဆိုရင်ကသူတို့ဘယ်လိုလုပ်လဲပြီးသွားပြီဘယ်လိုပုံစံလေးနဲ့ run နေလဲပြီးသွားပြီဆိုရင်အာတချို့ຢာတွေအရင်မခက်ပါဘူးခက်တယ်လို့ထင်ထားပေမဲ့လေတကယ်တမ်းတော့အရင်မခက်ဘူးပု ပပပနဲ့လည်းလွန်းလို့ရပါတယ်ပေါ့နော်အဲ့ဒါကိုအမတို့ရဲ့အတွေးစိတ်ကနေပဲပိတ်နေတာဆိုတဲ့ခါကျတော့တကယ်လို့လုပ်ငန်းစဖို့အတွက်စဉ်းစားထားတယ်ဆိုလို့ရှိရင်စကြည့်ပါဒါပေမဲ့အဲခုနလိုမျိုးပေါ့နော်အမတို့အရှုံးကိုရှင်းမဆိုင်ခြင်းတဲ့ခါကျလို့ရှိရင်ဒီအရှုံးအနေထားကိုမတော်တောင်းခံနိုင်လားပြီးワイဆို handle လုပ်နိုင်လားအာနောက်တစ်ခါကျတော့ဒီရောင်းဖို့အတွက်ပေါ့နော်ရောင်းအပ်ချက်ဖို့အတွက်ရောင်းနိုင်မှာပဲအမတို့ကအဆင်ပြေမှာဆိုတဲ့ခါကျတော့ဒီရောင်းဖို့အတွက်ဆိုလို့ရှိရင်အမတို့ social media တွေအသုံးချတာပဲပေါ့နော်နောက်တစ်ခါကျတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ဈေးကွက်ကိုကောင်းကောင်းလေးထုတ်ဖောက်နိုင်တာ content marketing တွေလောက်တာမျိုးပေါ့နော်ဒီ strategy လေးတွေစွဲတာမျိုးလောက်ကြည့် မဟုတ်ဟိုဘလုတ်ကြီးဆိုတာကအဲ့လိုမှမလုတ်ဘူးဆိုလို့ရှိရင်အမားတို့ပစ္စည်းကဘလောက်ပဲကောင်းကောင်း ဈေးကွက်စီကိုမရောက်ဘူးလူတွေမသိဘူးလူမသိတဲ့ခါကျရင်မရောက်ရဘူးမရောက်ရတဲ့ခါကျရင်ဝင်ဝင်မရဘူးဝင်ဝင်မရတဲ့ခါကျရင်စိတ်ကကြပြီးတော့အဲ့မှာတင်မတို့ဒီတော်ပါပြီးမလုပ်တော့ဘူးရှုံးသွားတယ်ဆိုတာမျိုးပေါ့နော်အဲ့လိုမျိုးကဖြစ်လာတာအဲ့ဆိုခါကျတော့အဆိုလိုချင်တာကမတို့ဒီနားမှာတင်မရက်တတ်သွားပဲနဲ့โอเคငါရဲ့အားနည်းချက်ကပါရှိလေဟိုအဓိကမရောက်တတ်တာငါဒီပစ္စည်းကိုကောင်းကောင်းမထုတ်နိုင်နဲ့တို့လုံးတလောက်ဈေးကွက်ထဲမှာအခုထွက်နေတဲ့ပစ္စည်းတွေရှိတဲ့လောက်ငါလုံးနိုင်နေအဲ PY ဆိုလို့ရှိရင်ဒီဟာတွေလောက်ကိုတော့လိလာပြီးလုပ်လို့ရတယ်ဆိုလို့ရှိရင်ကိုစပြီးတော့လိလာကြည့်ပါ packaging လောက်တာတွေပစ္စည်းအယောင် post တင်တာတွေတခြားလူတွေဘယ်လိုရိုက်ဘယ်လိုလုပ်လဲဘယ်လိုလုပ်ရနိုင်လဲငါဆိုရင် င်အဲ့နေရာမှာဈေးဘယ်လောက်နဲ့ရောင်းနိုင်လဲဈေးခွက်ထဲမှာဆိုလို့ရှင်ဘယ်လောက်နဲ့ဆိုရင်ကိုယ်စီမှာဘယ်လောက်အမြတ်ကျန်နိုင်လဲဘယ်နှထက်ကျန်ထွက်သွားဆိုအရင်ကျိနိုင်လဲအဲ့လိုမျိုးလေးပေါ့နော်တွတ်ကြည့်ပါဂိန်းကစားလိုမျိုးတတ်မှတ်ပြီးတော့လုပ်ကြည့်ပေါ့နော်ကိုယ်ကလည်းကိုပြန်ပြီးတော့အဲ့လိုလုပ်ကြည့်တဲ့အခါကျမှဒီမှာရှိနေတဲ့အမားတို့ အာဘယ်လိုပြောမလဲအဲလောက်တက်တဲ့ဒီ scale တော့ရှိရဲအကြောင်း scale မရှိဘူးဆိုတော့ကိုယ့်ရဲ့မရှိတဲ့ scale ကိုပြန်ပြီးတော့ဖြည့်လို့ရမှာဒါကကိုယ့်အတွက်ပြဿနာအကြီးမားဆုံးပြဿနာဖြစ်နေရပေါ့နော် scale scale မရှိရပေါ့နော်အဲဒီကတော့မရောင်းတက်တာပေါ့ကိုယ့်ပစ္စည်းလောက်တက်ပြီးသွားမှာရောင်းထွက်အောင်လုပ်တဲ့အချိန်မှာမရောင်းတက်တော့ဘူးဆိုတော့ပြဿနာမျိုးဖြစ်တာပေါ့နော်ဒါကတော့တော်တော်လေးကြီးတဲ့ပြဿနာဖြစ်လို့ဒါဦးစားပေးပြီးတော့အမကပြောတာဆိုတော့ခါကျတော့ now ဟိုဗီဒီယိုကြောက်မှာပဲအမကရောင်းတက်တယ်လုံးဝဒီအထည်ရဲ့ quality ဘယ်လိုမျိုးအနေထားပေါ့နော်အမျိုးအစားဘယ်လိုဆိုတာမသိဘူးအဲ့ဟာလေးကိုပြန်ပြီးတော့ရှင်းပြမယ်ပေါ့နော်ဘာလို့ဆိုတော့ video file ကအကြိုက်ဖြစ်နေမှာဆိုတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ကတော့အမက scale ရှိတယ်ဒါပေမဲ့မရောင်း င်တက်ဘူးဆိုတော့ခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ရှင်းပြပေးရပါနောက်တစ်ခွက်ကြတော့မအားလို့ personal brand မတည်ဆောက်ရသေးဘူးပေါ့နော်ဒီ fashion visit နဲ့မှာ personal brand မတည်ဆောက်ရသေးဘူးဆိုလို့ရှိရင်ဘယ်လိုမျိုးတည်ဆောက်မလဲဆိုတဲ့ဥစားလေးကိုပါနောက်ဗီဒီယိုတစ်ခါကြာလို့ရှိရင်ပြပြပေးရမယ်ဆိုတော့မရဲ့ဒီ account လေးကိုလည်း follow လေးလေးလုပ်ပေးပါဦးလို့ပြချင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတ်တာ